ဟယ်လိုအားလုံးမင်္ဂလာပါဖူအောင်မချန်ကနေကြိုဆိုပါတယ်ဆိုတော့ကျွန်တော်တို့ဒီနေ့ဒါဒီနေ့ညတော့မဟုတ်ဘူးနော်ဒါမနေ့ပြန်ဒါထပ်ပါတော့ဒီ weekend မှာဆိုလို့ရှိရင် premier league ပွဲတင်တစ်ဆယ်ကြီးကျွန်တော်တို့ဒါပြန်ပြီးတော့ကစားကြတော့မယ်ပေါ့လေဆိုတော့ညကမှဒါ EFN Cup တွေပါဒီကစားထားကြတာဆိုတော့ကျွန်တော်တို့ဒီစနေနေ့ကိုပဲတော်တော်လေးညနေမှာကျွန်တော်လာမှာထပ်ပါတော့9:00နာရီ10:00လောက်မှာကျွန်တော်စမယ်ပေါ့လေဆိုတော့ဒီထဲမှာ Nottingham Forest နဲ့ Manchester United တို့ပွဲစဉ်အကြောင်းကိုကျွန်တော်ပြောကြည့်အောင်ပါ Forest ရဲ့အိမ်ဝင်းမှာစနေနေ့ Manchester United ကည9:00နာရီခွဲမှာတွားပြီးတော့ရှင်မိန်ကစားရမယ်။သုံးပွဲတိုက်အနိုင်ရထားတဲ့ Manchester United အတွက်ဒီပွဲမှာထပ်ပြီးတော့အနိုင်ယူပြနိုင်ဦးမလားပေါ့လေ။ Nottingham Forest ရဲ့ဘက်ကလည်းနီးပြအပြောင်းလဲတွေလုပ်ထားတဲ့အနေအထားမျိုးမှာတကယ်ရှိမှတိုင်ပက်ခဲ့တဲ့ကျွန်တော်တို့ဒီရလက်ဆိုးတွေကိုအပြောင်းလဲလုပ်ပြနိုင်မလားပေါ့။ဆိုတော့ပြီးခဲ့တဲ့ပွဲစဉ်9ကိုကျွန်တော်ပြန်သွားရရင် Manchester United ကတော့အိမ်ဝင်းမှာ၄ကို၂ကိုဆိုတဲ့ရလက်နဲ့ Nottingham ဒီ Brighton ကိုကျွန်တော်အနိုင်ရထားတယ်။ ။ Norian Forest ကတော့အဝေးကွင်းမှာဘုံမောက်ကိုနှစ်ကိုးကိုမရှိဆိုတဲ့ရလက်နဲ့ကျွန်တော်ကရှုံးနေထားတယ်။ရှုံးနေထားတယ်ဆိုတော့နှစ်သင်းစလုံးကတော့မတူညီတဲ့ရလက်တွေနဲ့ကျွန်တော်ဖြစ်တန်းခဲ့ကြတာပေါ့လေ။ဒီယာဒီမှာလည်းဒီနှစ်သင်းကြားထဲမှာကွာဟချက်တွေတော်တော်ကြီးပါတယ်။တော့ Norian Forest ကအဆင့်18မှာကျွန်တော်ရှိနေတယ်တော်တော်လေးကိုအချိန်ကြီးမဟန်ပါဘူးကိုဝဲကစားပြီးတဲ့နေထားမှာမှာသူတို့တပွဲပဲအနိုင်ရထားပါသေးတယ်နှစ်ပွဲတည်ရကြပြီးတော့သူတို့6ပွဲအထိရှုံးနေထားတယ် ိုက်စေးက9ခုပဲရထားပြီးတော့ခန်းစေးက18ခုကြီးပေးထားပါတယ်ဒါက goal difference minus 12ခုကြီးကျွန်တော်ရှိတာဖြစ်တဲ့အတွက် Nordian Forest ရဲ့ပြီးခဲ့တဲ့ရာသီတွေကအချိန်ကြီးနေနဲ့ကျွန်တော်ပြန်ရှင်ကြည့်မယ်ဆိုရင်တော်တော်ကိုလက်ခံနိုင်ဖို့ခရင်လောက်တဲ့အချိန်ကြီးမျိုးတွေတီကိုအပြောင်းလဲတွေဖြစ်သွားတာကိုကျွန်တော်တွေ့ရမယ်ပေါ့နော်ဆိုတော့ဒီနေရာမှာ Nordian Forest ကတော်တော်လေးကိုတိုင်ပတ်ပါတယ်သူသဖြင့်ထားပါတော့ဗျာတိုက်စစ်မှာဆိုလို့ရှိရင်လည်း ဟိုတကယ်ကောင်းတဲ့လူငယ်ကစားမလေးတွေခေါ်ထားတာတွေကျွန်တော်ရှိတယ်ဒါပေမဲ့လည်းလို့ပေါ့နော်ဟိုလက်လွတ်ထားရတဲ့ Elan Garo လို့ကစားမလေးတွေကျွန်တော်ရှိတယ်ဝင်လေမှာဆိုလို့ရှိရင်လည်းဒီကစားမတွေပဲအပြောင်းလဲတွေကျွန်တော်ရှိမှထားဘူးဒါအပြင်ကျွန်တော်အနေနဲ့နောက်တန်းနေမှာလည်းအပြောင်းလဲတွေကျွန်တော်ရှိမှထားဘူးဒီကစားမတွေကြီးပဲရေပေါ့အဲဒီနေရာမှာ Northern Forest ကဒီရှောင်းတိုက်ပေါ့နော်ဒီမနိုင်ငယ်ကကျွန်တော်နူနိုဆန်တိုးစ်နဲ့အချီနီဒီကောင်းတယ်ဒါပေမဲ့လို့ဘောလုံးကစားတဲ့ဟန်ကိုသဘောမကျလို့ဆိုပြီးတော့နီးပြအပေါ်ဆိုအသင်းပိုင်ရှင်ဖြစ်သူကကျွန်တော်တို့သာ ဆန်ဒိုးစ်ကိုထုတ်ပြီးတော့ပိုစတီကိုဂလူကိုခန့်တယ်ပြည်ထနာကပိုစတီကိုဂလူရဲ့လက်အောက်မှာနိုင်ပွဲဆိုတာမရှိခဲ့ပဲနဲ့နိပြရှောင်းတိုက်ကိုသူတို့ထပ်ပြီးတော့ခန့်လိုက်တယ်ဆိုဒီတရားစီထဲမှာကိုပဲနိပြက၃ရောင်းလောက်အပြောင်းလဲလုတ်ထားတယ်ဆိုတော့ကစားသမားတွေအတွက်ကလည်းတော်တော်ကိုဟိုဘယ်လိုရောမလဲအခြေအနေကမကောင်းဘူးပေါ့နော်သူတို့အနေနဲ့နိပြအပြောင်းလဲတွေအရင်များတဲ့အခါမှာသူတို့အတွက်တကယ် stable ဖြစ်တဲ့ performance တွေပြနိုင်ဖို့ stable ဖြစ်တဲ့အခြေအနေတွေကို follow လုပ်နိုင်ဖို့ဆိုတာမျိုးကမလွယ်လှပါဘူးဆိုတော့နိပြတယောက်အတွက်ကလည်းကျွန်တော်တို့ဘယ်လိုပြောမလဲ ဟိုအကြောင်းအရာတစ်ခုကိုတွားပါတော့ဗျာလူဒီသူတို့လူဖြစ်ကျင်တဲ့အရာတစ်ခုခုကိုပုံဖော်ဖို့ဆိုရင်လည်းပဲအချိန်ကစကားကပြောသေးတာအဲအဲ့ဒီလိုမျိုးဆိုတော့မလွယ်ဘူးဘယ်တော့ကြောက် Forest အနေနဲ့ဒီလိုတိုင်ပတ်နေတဲ့အချိန်မျိုးမှာ Manchester United လူမျိုးအသင်းနဲ့ကျွန်တော်ဆက်တွေ့တယ်ပုံမှန်အားဖြင့် United ကအချိန်ကြီးကောင်းတဲ့အသင်းနဲ့မှာတော့မပါဘူးဒါပေမဲ့လက်ရှိ United ကတော်တော်လေးကိုအချိန်ကြီးကောင်းနေတယ်ဒီမှာပါတယ်ဒါအပြင်ကစားမားတွေကယုံကြည်မှုတွေလည်းကျွန်တော်ရှိလာပြီးတော့တကယ်ကောင်းတဲ့ performance ဒီမှာပြထားတော့အိမ်ဝင်းဖြစ်ပါစေအောင်တော့ Forest တို့ကတော်တော်ကိုမလွယ်တဲ့ပွဲမျိုးပါဆိုတော့ရှောင်းတိုက်ကတခုတော့ရှိတယ် သူကဟိုပြိုင်ဖက်တင်းရဲ့အချင်းဒီကိုကောင်းကောင်းသဘောပေါက်တဲ့နီးပြားတယောက်ဖြစ်တယ်ပေါ့နော်။ဟိုပြိုင်ဖက်တင်းရဲ့ကအကယ်လို့မြန်သူတို့ကိုဒရက်ဆက်ဒုက္ခပေးနိုင်တဲ့အသင်းမျိုးဆိုရင်နိုင်နာပါညာဆိုရတဲ့မရှုံးမှုကိုပဲဦးစားပေးပြီးတော့သူကစားတယ်။ဂိုးမပြတ်ဖို့ကိုဦးစားပေးပြီးတော့သူကစားတယ်။ရှောင်းတိုက်ဆိုတာကဘလူနီးပြားမျိုးလဲကျွန်တော်အားလုံးသိတဲ့အတိုင်းပဲ။ဆိုတော့လက်ရှိရှောင်းတိုက်ရဲ့လက်ထက်မှာ Northern Forest ကနှစ်ပွဲကစားထားပါတယ်။ပထမကျွန်တော်တို့တပွဲကျွန်တော်တို့ဒီ2-0လာလာเนาะကျွန်တော်ရလည်းနေသူတို့အနိုင်ရတယ်သူတို့အိမ်ဝင်လာမသိဘူးကျွန်တော်ပေါ်တူနဲ့လာမသိဘူးချန်ပီယံဟိုဗါလေပေါ်တူနဲ့လာမသိဘူးသူတို့အနိုင်ရတယ် တတော်ကောင်းတဲ့တတော်ကောင်းတဲ့ခြေနေမျိုးပါပင်နေဒီနှလုံးနဲ့ပေါ့နော်အဲနောက်တစ်ခုကျွန်တော်တို့အနေနဲ့ဦးတနီးကကစားခဲ့တဲ့ဘုံမောင်းတဲ့ပွဲမှာတော့သူတို့ရှုံးနေအဝေးကွင်းမှာဆိုတော့ဟိုဆဆချင်းကင်တွဲတဲ့နီးပြတယောက်အတွက်ဒီလိုရက်လက်တီထွက်လာတာကတိတ်တော့အံ့အားသင့်စရာလို့တော့ကျွန်တော်မထင်ပါဘူးနော်ကျွန်တော်မထင်ပါဘူးဒါပေမဲ့လို့လက်ရှိ Manchester United နဲ့တွေ့တဲ့ပွဲမှာကောသူတို့ဘယ်လိုလုပ်ပြနိုင်မလဲကျွန်တော်ကတော့ Forest အတွက်ပေါ့နော်ဒီလိုပွဲမျိုးမှာရှုံးနေဆိုရင်လေတိတ်တော့အံ့အားအံ့အားသင့်ကြလိမ့်မယ်လို့မထင်ဘူး အတင်းတင်းဟာဘာမှစတေဘယ်မဖြစ်တဲ့အချိန်မှာအပြောင်းလဲတွေအများကြီးလှုပ်ထားတဲ့အပြင်ကစားမောင်းကောင်းတွေရှိတယ်ဆိုပေမဲ့လည်းလို့ဒီကစားမတွေကနီးပြအစ်တစ်ယောက်ရဲ့ idea တွေကိုလိုက်ကစားတဲ့အချိန်မျိုးတွေမှာအပြောင်းလဲတွေတအားများတဲ့အခါဒါမှမဟုတ်ဘောနော်ဟိုအထိုင်ကျဖို့အတွက်အချိန်အများကြီးမပေးရတဲ့အခါမျိုးတွေမှာရုံးခံရတာတွေကျွန်တော်ရှိတတ်ပါတယ်ကျွန်တော်ကတော့ Northern Forest ကကျွန်တော်တို့ဒီ18ခုဒီပေးထားရတယ်ဆိုတဲ့ခံစစ်က United တိုက်စစ်ကိုကျွန်တော်ကတော့တားနိုင်မဲ့နေမှာရှိတယ်လို့ကျွန်တော်မထင်ဘူး တော့ Nottingham Forest ဘက်မှာတော့ counter attack တီးပြီးလို့ရှိရင်ကျွန်တော်တို့ကတန်ပြန်နေနေပေါ့နော် Manchester United ကိုကောင်းကောင်းဒုက္ခပေးကောင်းပေးသွားနိုင်မယ်။ဒါအပြင် Chris Wood တို့ဘာလို့ကဂိုးတွေပါတွေ twin ထားတဲ့ပြီးခဲ့တဲ့ရာသီကအဓိကကစားမဆိုရင်ဒီရာသီမှာပွဲကစားခွင့်တွေတော်တော်လေးကိုနည်းနေပါတယ်။ Gibbs White တို့ဘာလို့လဲပုံမှန်ခြေသွမ်းထက်ပိုတဲ့အနေထားမျိုးတွေကျွန်တော်အများကြီးတွေ့ရတဲ့အနေထားမှာမရှိဘူးဆိုတော့ဒီရာသီ18ဂိုးပေးထားတဲ့ Kansas ကတော့ United တိုက်စစ်ကိုတားနိုင်ဖို့အတွက်တော်တော်လေးကိုအခြေအနေနည်းလိမ့်မယ်လို့ကျွန်တော်ထင်တယ်။တစ်ဖက်က United ဘက်ကိုကျွန်တော်ကြည့်ရင် ။ဒါ United ပြည်သက်တယောက်အနေနဲ့တော့နိုင်ပွဲဆက်ဆက်ဖို့တော့အများကြီးမျှော်လင့်တာပေါ့နော်။ဒီပွဲပြီးပြီဆိုတာနဲ့ကျွန်တော်တို့ကတပတ်ကြာတဲ့ကစပါးနဲ့ကျွန်တော်ကစားရမယ်။ဆိုတော့ United တို့ကအရင်လွယ်ကူနေတဲ့အခြေအနေမျိုးတော့မဟုတ်ပါဘူး။ဒါပေမဲ့လောဆယ်၃ပွဲဆက်တိုက်နိုင်ထားတယ်ဆိုတဲ့အခြေအနေမျိုးကိုကျွန်တော်ကြည့်ရင်သူတို့အတွက်ပေါ့နော်ဟိုလက်ရှိအချင်းကြီးဇိုးတွေကိုပြောင်းပြန်လှန်ပစ်ထားနိုင်ပြီလို့ပြောလို့ရတယ်အဲ့လိုလှန်ပစ်ထားနိုင်တဲ့အပြင်အချင်းကြီးကောင်းတွေပိုင်ဆိုင်မှုတွေကစားမတွေမှာနီးပြအပေါ်မှာလည်းယုံကြည်မှုတွေကျွန်တော်ရှိနေပြီးကစားမတွေကိုယ်တိုင်ကလည်းယုံကြည်မှုတွေကျွန်တော်ရှိနေပြီး သူတို့တွေအနေနဲ့ဘယ်အသိကိုမှမစိုးအနိုင်ယူနိုင်စွမ်းရှိတယ်ဆိုတာမျိုးကိုလည်း AMFT တက်ကစားရင်းနဲ့အနောက်သူတို့လုတ်ပြထားနိုင်ပြီးဆိုတော့ပြတော်တို့ခက်ခဲပါတယ်ဆိုတဲ့ကာလာတွေကိုဒီတင်းကဖျက်ကျော်လာပြီးသွားပြီဒီလိုအနေထားမျိုးမှာကစားမားတွေရဲ့ confidence level ကအရင်ကောင်းနေတဲ့အချိန်မျိုးဆိုရင်လောလောဆယ်မှာလည်းဂူဒမားကလည်းတကယ်လုံးဝ decent performance ပြနေတဲ့ဂူဒမားတယောက်ရထားတယ် Tyson ဆိုလို့ရှိရင် Brian Abumo တို့ကအရင်ကောင်းနေတဲ့ Tyson ပါနောက် Tyson မှာဆိုလို့ရှိရင် Matthews Quinn ကတော့အရင်ကောင်းနေတဲ့ကစားမားပါ ကျွန်တော်တိုက်စစ်မှာဆိုလို့ရှိရင်နောက်ထပ်တစ်ယောက်ကျွန်တော်ဒီဘင်ဂျမင်ရှက်ကူရူကလည်းအန်ဝင်ခွင့်ကြဖြစ်မှုအများကြီးအဆင်ပြေလာတဲ့ကစားမားတွေဆိုတော့ကွင်းလေတာကောင်းကောင်းအဆင်ပြေမယ်ပြီးခဲ့တဲ့ပွဲစဉ်တွေကအတိုင်းကွင်းလေတွေတာအချိန်ကြီးကောင်းမယ်ဆန်နဘက်၃ယောက်ထဲကရှေ့ကိုတက်ထွက်ရတဲ့နော်ကစားမားတယောက်က aggressive ဖြစ်ဖြစ်တကယ်ချိန်သားကိုက်လုံနိုင်မယ်ဆိုရင်ဒီပွဲက United ရဲ့အချိန်ကြီးမကောင်းစရာတိတ်အကြောင်းရှိလိမ့်မယ်လို့ကျွန်တော်မထင်ဘူး သုံးပွဲစက်တိုက်နိုင်ထားတယ်ဆိုတာမျိုးတွေကဒီလိုပွဲမျိုးမှာထပ်ပြီးတော့အနိုင်မရရင်အများကြီးချင်းကြီးကောင်းဖို့အတွက်လည်းမရှိပါဘူးเนาะဆိုတော့လေးပွဲစက်တိုက်အနိုင်ရဖို့ United ကြိုးပမ်းရမယ် United တွေလည်းကချန်စီတွေလို့ကျွန်တော်ထင်တယ်။အဲနောက်တန်းကတော့ဖြည်းဖြည်းချင်းနဲ့ Manchester United ကအဆင်ပြေလာပြီပေါ့နော်။ဒါပေမဲ့ United ရဲ့နောက်တန်းက clean sheet တွေပွဲတိုင်းယူနိုင်တဲ့အနေအထားမျိုးကျွန်တော်တွေ့မနေရဘူး။သူတို့ပြင်ကျွန်တော်တို့ Sunderland နဲ့ပွဲတဲ့ပွဲပဲကျွန်တော်ဒီရာဒီမှာ clean sheet ရှိသေးတာပါ။ Liverpool နဲ့ပွဲမှာလည်း goal ပေးရတယ်။အဲပြီးတာနဲ့ကျွန်တော်တို့ပေါ့နော် Brighton နဲ့ပွဲမှာလည်းကျွန်တော် goal ပေးရတယ်။ တော်တော်လေးကိုအချိန်ကြီးကောင်းခဲ့ပြီးတော့ကျွန်တော်တို့4-2တွေပါနေတဲ့အနိုင်ရခဲ့တာဒါပေမဲ့ United ကဒီရသည့်အဆင့်6မှာကိုယ်ပဲကစားပြီးတဲ့ချိန်မှာသူတို့9ဘွဲနိုင်တဘွဲတီ3ဘွဲရှုံးဆိုရရလနဲ့ပေါ့နော်တိုက်စစ်က15ကိုရထားပါတယ်ဒါပေမဲ့လို့ခန်စစ်က14ကိုပြီးထားရတာက United ခန်စစ်ကလည်းစိတ်မချရဘူးလို့ကျွန်တော်တို့ပြောရမှာပဲပေါ့နော် United အနေနဲ့ဘလိုပြောမလဲဂိုးသမားဟိုဂိုးသမားလေးအပြောင်းလဲလုပ်ထားတော့အဆင်ပြေလို့ဖြစ်နေတယ်တိုးတိုးလေးပဲအချိန်ကြီးတွေက 100%ကြီးတစ်ချိန်လုံးနီးပါးကောင်းခဲ့ပြီးတော့ဒါမျိုးတွေကြုံခဲ့ရတာတော့မဟုတ်ဘူး။ဘာလို့လဲဆိုတော့ Brighton နဲ့ပွဲမှာဆိုလို့ရှိရင်လည်းကျွန်တော်ကြည့်ပါလား။ 3C 3-1 3-2တွေနဲ့ဖြစ်ခဲ့ပြီးမှဟိုဘယ်လိုပြောမလဲငါတို့3-3မြန်ပြန်ကြတော့မလားတိုင်ဘက်တော့မလားကွာဆိုတဲ့အနေထားကနေ4-2တွေပါလေကျွန်တော်ဖြစ်သွားတဲ့အခါကျတော့အဆိုးနဲ့အကောင်းရဲ့ကြားထဲမှာအပြောင်းလဲဖြစ်ဖို့အတွက်မြင်းကတိတိလေးပဲရှိတယ်လို့ကျွန်တော်ပြောရမယ်။အဲရှိကလက်ပါဦးတင်တဲ့ပွဲစဉ်ကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်လည်းကိုရီကပိုတိုင်မန်နာတွေပါနေနဲ့ကျွန်တော်ထက်တွေ့ရင် United ရဲ့ဒါ lucky ကလည်းရှိနေတယ်ပေါ့ဒီအချိန်မှာဆိုတော့ lucky လည်းရှိနေတယ်ကစားမတွေလည်းကောင်းနေတယ်နိုင်ပွဲတွေလည်းစတိုက်ရနေတယ်ဆိုတဲ့အချိန်မျိုးမှာ United ဟာကာလာကောင်းတွေကိုကျွန်တော်တို့အချိန်ကောင်းတွေကိုပိုင်ဆိုင်နေရတာအဲဒါကြောင့်ဒီလိုပွဲမျိုးမှာလည်းပေါ့နော်ဒီလိုမျိုးပြပြတသားတွေထပ်ပြီးတော့လုံနိုင်ဖို့ United ကြိုးပမ်းရမယ် clean sheet ထပ်ပြီးတော့ရနိုင်ပါမလားကျွန်တော်မသိကြဘူးဒါပေမဲ့လို့ Norian Forest တိုက်စစ်ကဒီရာဒီမှာငါကိုပဲလားမသိဘူးကျွန်တော်ရထားသေးတော့တော်တော်ကိုအချိန်ကြီးဆိုးလုံးပါတယ်ဆိုတော့ဒီတိုက်စစ်ကိုတော့ United ကျွန်တော်တို့ဒါလုံးဝတားဆီးနိုင်မလားပေါ့နော်ထပါတော့ long through တွေတို့နော် set piece တွေတို့ penalty တွေတို့တောင်းကန်ဘောကနေပြီးတော့ဂိုးပေးရတာမျိုးတွေရှောင်နိုင်နေဆိုလို့ရှိရင်ကျွန်တော်တို့အဆင်ပြေစရာရှိတယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ပြီးခဲ့တဲ့ Brighton နဲ့ပွဲမှာလည်းတောင်းကန်ဘောကနေကျွန်တော်တို့ဒါ Lucas အားနေလို့ကျွန်တော်တို့ဒါလုံးဝကိုကပြီးခဲ့ရသေးတာဒါတွေကိုရှောင်နိုင်လို့ရှိရင်တော့အဆင်မပြေစရာတိတ်တော့အကြောင်းမရှိဘူးလို့ထင်တယ်ပေါ့နော်ဒါအပြင်နောက်တစ်ခုကဟိုထပါတော့ဗျာကိုရီနဲ့အမှတ်တီတူနေပါတယ်ဆိုတော့ Manchester City တို့ကသူတို့ကိုဒုက္ခပေးနိုင်ဆိုရင်ရှိနိုင်ပါတယ်ဆိုတော့ဘုံမောက်တို့နဲ့တွေ့နေတဲ့အချိန် နေပါဦးတင်ကိုအောက်ကတင်းနေကဗောနော်ကျွန်တော်သာအဲ Aston Villa တို့ ਨੇ ကစားနေရတဲ့အချိန်ဆိုတော့စပါကိုရီနောက်ထပ်ကစားမယ်စပါတို့ဘာတို့က Chelsea တို့လိုအသင်းမျိုးတွေ ਨੇ ဂျုံနေရတဲ့အချိန်ဒီမျိုးမှာ United က Nottingham Forest လိုအသင်းတွေတွေ့ရတယ်အဲ့ဒီအသင်းတွေလာထပ်ပြီးတော့အမှတ်ရအောင်မယ်ဆိုရင် United တွေဒီပွဲကလုံးဝကိုအချိန်ကြီးကောင်းသွားမှာဒါကြောင့်ဒီပွဲဒီ Manchester United တွေလုံးဝအကြောင်းပြချက်မရှိဖြစ်မှာမြင်မြင်သုံးပွဲနိုင်အောင်မကလို့ဘာပဲဖြစ်နေဖြစ်နေဒီပွဲဟာနိုင်ပွဲထပ်ပြီးတော့ယူပြနိုင်အောင်မှာဖြစ်မယ်ပွဲမျိုးပါကျန်တဲ့အသင်းကြီးတွေ ကိုထက်ပိုခက်ခဲတဲ့ပြိုင်ဘက်တီနဲ့ရှင်ပြိုင်ကစားနေရတဲ့ချိန်မှာကိုရီးကသုံးမှတ်ပြီးယူနိုင်ဖို့လိုပါတယ်ဆိုတော့နီးပြဖြစ်တဲ့ရှောင်းတိုက်ကတော့အမ်မိုရင်ကိုဘယ်လောက်ထိဒုက္ခပေးနိုင်မလဲညီကိုတို့ဘယ်လိုမြင်ကြလဲဆွေးနွေးကြပါအောင်အားလုံးကိုချစ်သူများဒီမှာလေး